ကြည့်မင်္ဂလာညနေခင်းပါဗျာနော်မနေ့ကတော့ပါဝါတော့ပါဝါပဲဗျာဒီနှစ်ကလာလိုက်မှဘင်ကုန်းတော့ရဲတင်းလုံးနေဗျာနော်ကနန်းနေချတာတော်လေးညံ့ပါလေဒီဘွဲမှာရှိရပြီနောက်ကလိုက်ထွက်တာဟုတ်ငန်းကဲနောက်ဆုံးပိတ်နဲ့လွန်နိုင်ကြပါသည်ဗျာနော်ကဲလိုရင်းတုံရှင်းပါဗျာနော်အချိန်လည်းနီးကန်နေဖြစ်တဲ့အတွက်ကြာပြီးသားအပင်တို့ကျွန်တော်တိတ်မပြတော့ 现在你洗澡里你套不了吗？加比萨饼你们家的喏。 န်နေရလဲညအမှပြန်ပွန့်တာပြို့မနေ့ကညမနော်ညမတရေသေးဘူးကြက်တော့ကြည့်အောင်နော်1ရဲ့5ရဲ့6ရဲ့1 5 6ဆိုတဲ့3လုံးပေါင်းချင်း2ကို4ရဲ့1ရဲ့9ရဲ့3လုံးပေါင်း2ထားလို့ဒီ1ကိုဒီ3လုံးပေါင်း1လို့ရိုက်ပြီးတာ ਨੇ 196ဆိုတဲ့3ပေါင်း2ပါဝါဘရိတ်ခွန်လို့ရိုက်တာရိုက်ပြီးတာနဲ့6ရဲ့6ရဲ့5ရဲ့3လုံးပေါင်း3ရက်နှက်ခတ်ကိုဒီနှလုံးပေါင်းခွန်လို့ရိုက်တယ်ဒီနှလုံးပေါင်း6လို့ချုပ်တာပြီးတာနဲ့ဒီ3လုံးပေါင်းကြီး3ရက်နှက်ခတ်ကိုဒီ3လုံးပေါင်းခွန်လို့ဖြည့်ချင်တာ၄နဲ့3ရက်နဲ့နှလုံးပေါင်းကြီးဒီနှလုံးပေါင်းကြီး4ပါဝါဘရိတ်6လို့ရိုက်ချင်တာ ဒီ၄ရယ်၃ရယ်ဒီနှလုံးပေါင်းကြီး၄ပါဝါပြိတ်ကိုးလို့ရခြင်းတယ်ဒီက၃လုံးပေါင်းခွန်လို့အကြီးအကြီးဖြစ်နေတာပေါ့နော်အဲ့တော့ဒီ၃လုံးပေါင်း၃ရက်ကနှလုံးပေါင်းခွန်ထားလို့ဒီ၃လုံးပေါင်းခွန်လို့ဖြစ်နေတာနှလုံးပေါင်း၄ပါဝါပြိတ်ကိုးလို့ရခြင်းတယ်ပြီးတာနဲ့ဒီကိုးနောက်ပိတ်ကြောင့်ပြိတ်ကိုးလို့သူရိုက်ထားတယ်လက်တန်းပြတော့နော်လက်တန်းပြတော့ကျွန်တော်ကြာပြီးသားပြင်နေမရိုက်တော့ဘူးနော် ဒီမှာရတာရှင်းအောင်ပြောပြမယ်ဒီသုံးလုံးပေါင်းချင်း၃ညဒီသုံးလုံးပေါင်း၃ညဒီသုံးလုံးပေါင်း၃ည၃ချက်ဒီသုံးလုံးပေါင်း၃ညနှစ်ခတ်ဒီနှလုံးပေါင်းချင်းခွန်ထားလို့ဒီသုံးလုံးပေါင်းချင်းလည်းခွန်လို့ရိုက်တယ်ဒီသုံးလုံးပေါင်း၃ညနှစ်ခတ်နှလုံးပေါင်းခွန်ထားလို့ဒီသုံးလုံးပေါင်းခွန်လို့ရိုက်တာဒီသုံးလုံးပေါင်း၃ည၃ညနှစ်ခတ်ဒီနှလုံးပေါင်းခွန်ထားလို့ဒီသုံးငားရှိတဲ့အတွက်ပြိနှစ်၄နဲ့၃ညနဲ့နှလုံးပေါင်း၄ပါဝါပြိ၉ ရှင်းနဲ့ရှင်းနဲ့နှလုံးပေါင်း6ပါဝါတိပရိတ်အဲ့တော့၃ညရဲ့ခွန်ရဲ့နှလုံးပေါင်း9ပါဝါပရိတ်နှင့်တရားလဲ၃လုံးပေါင်းခွန်လို့ချုပ်၃လုံးပေါင်းခွန်လို့ချုပ်၃လုံးပေါင်းခွန်လို့ချုပ်၅ရှိတဲ့အတွက်ပရိတ်နှင့်ဒီ9ရဲ့ပါဝါဒီနောက်ပိတ်ကပါဝါပရိတ်9 1ပါဝါပရိတ်6 sorry sorry နော်9ကပရိတ်9ပြောတာဒီ1ကိုပရိတ်1ဒီ2ကိုပရိတ်2ဒါပရိတ်2ပေါ့ အဲ့မှာသူရထားတာဒီ6ဒီ6ကိုသူကဇောင်းသုံးလုံးပေါင်း6လို့ရိုက်ပြီးတဲ့နဲ့ဒီ6ကိုပြန်ပြီးတော့သူက6နှစ်ခတ်9ပေါ့နော်ဒီ6နှစ်ခတ်နှလုံးပေါင်းပြန်9ကျင်တာဒီ6ကိုဇောင်းသုံးလုံးပေါင်း6တယ်ဒီ6ရဲ့နှစ်ခတ်ကိုနှလုံးပေါင်း9ကျင်တယ်ဒီခွန်ကိုသုံးလုံးပေါင်း9နဲ့ခွန်နှစ်ခတ်နှလုံးပေါင်း3ညနဲ့ရိုက်ရှင်တယ်ဒီ1ကိုဇောင်းသုံးလုံးပေါင်းတက်ပြီးသွားပြီဒီ1နှစ်ခတ်ကိုနှလုံးပေါင်း8ဆိုရင် သုံးထိပ်ဒီ6ဒီ6ထိပ်စီကိုဒီသုံးလုံးပေါင်းနဲ့6မှာဒီ9ထိပ်စီကိုဒီသုံးလုံးပေါင်းနဲ့9လို့ရိုက်မယ်ဒီ9ထိပ်စီကိုဒီသုံးလုံးပေါင်းခွန်လို့ရိုက်မယ်ဆိုလဲသုံးထိပ်သုံးထိပ်ပေါ့အဲ့ဒါကို तू ကဒီသုံးလုံးပေါင်း3ညနှစ်ခတ်ဒီနှလုံးပေါင်းချင်းခွန်လို့ရိုက်ထားလို့ဒီသုံးလုံးပေါင်းပြန်ခွန်မယ်ဒီသုံးလုံးပေါင်း3ည တုံးရနှက်ခတ်6နဲ့1နဲ့နှလုံးပေါင်းခွန်ထားလို့ဒီ3လုံးပေါင်းကလည်းခွန်လို့ရိုက်မယ်711ဆိုတဲ့3လုံးပေါင်းတုံးရနှက်ခတ်ကို9နဲ့1နဲ့နှလုံးပေါင်းခွန်ထားလို့ဒီ3လုံးပေါင်းခွန်လို့ရိုက်မယ်ဆိုရင်3ထိပ်သုံးတလုံးထိပ်စီးပေါ့သုံးထိပ်စီးနဲ့ဗရိတ်နှစ်ဆိုရင်ဒါ36ပေါ့ အဲ့မှာ तू ရိုက်ထားတာကဒီတစ်ဒီတစ်ပါဝါကိုဒီသုံးပေါင်းင်းခြောက်ထားတယ်ဒီတစ်ပါဝါကိုဒီသုံးလုံးပေါင်းခြောက်ထားတယ်ဒီ6ပါဝါကိုဒီသုံးလုံးပေါင်းင်းတက်လို့ရိုက်ပြီးတာ ਨੇ ဒီသုံးလုံးပေါင်း6ကဒီသုံးလုံးပေါင်းနဲ့ပြန်6ဒီသုံးလုံးပေါင်းင်း6ကိုဒီသုံးလုံးပေါင်းပြန်6ဒီသုံးလုံးပေါင်း1ကိုဒီသုံးလုံးပေါင်းပြန်1မယ်ဆိုရင်6ရှိတဲ့အတွက်ပြိတ်1 ဲ့လိုမဟုတ်ဘဲနဲ့ဒီမှာမနက်ကဒီမှာနှလုံးပေါင်း6နှလုံးပေါင်း6နှလုံးပေါင်း6သုံးရရထားတယ်ဒီနှလုံးပေါင်းကြီး6နှက်ခတ်ကိုဒီကနေ3လုံးပေါင်းပြန်6သွားနိုင်တယ်ဒီနှလုံးပေါင်း6နှက်ခတ်ဒီ3လုံးပေါင်း6လို့ပြန်ရိုက်ဒီနှလုံးပေါင်း6နှက်ခတ်3လုံးပေါင်း6မယ်ဆိုရင်တော့ complete အဲ့ဒါနှစ် complete ဒီခွန်ကို6နဲ့1နဲ့နှလုံးပေါင်းခွန်မယ်ဒီ1ကိုခွန်နဲ့4နဲ့နှလုံးပေါင်း1မယ်ဒီ4ကို ဒီနှလုံးပေါင်း၄00အောင်လဲ၃ထိပ်စီးနဲ့39နဲ့34ဒါအထူးပေါ့နော်34နဲ့39ကိုဒါပါရောကြိုက်တယ်34နဲ့ဟုတ်တယ်မကြည့်ဘူးတဲ့လိုင်းနေရတယ်မကောင်းလားမသိပါဘူးကြာသုံးဆယ်ကိုးနဲ့သုံးဆယ်နဲ့လေး ai mà nấu được cái túi lâu thà buồn lâu thà này, ta cha bán đi được đi câu này, tua xót tôi luôn mà nhau, tua lâu thà buồn đi nấu máu như xí này, tua nấu bị quên thà này, đi nấu máu khoan này, nấu bị quên thà này, ai đó đi nấu máu như tết này, nấu bị miếng lau mà lau, à tiếp bù rồi bà rồi, nó တေပူးတို့6တစ်တို့ထည့်ထားမယ်နော်ခုနှစ်ပြိမ့်မှာတေပူးတို့6တစ်တို့ထည့်ထားမယ်ပြီးတော့လက်ရိုက်ထားတာစုံအောင်ပြပေးတာဗောနော်ငားနဲ့6နဲ့နှလုံးပေါင်း1တင်းနှက်ခတ်7နောက်ပိတ်3ရယ်9ရယ်နှလုံးပေါင်း9နှက်ခတ်3ညနောက်ပိတ် sorry နှလုံးပေါင်း3ညနှက်ခတ်9နောက်ပိတ်7နဲ့1နဲ့နှလုံးပေါင်း9နှက်ခတ်6နောက်ပိတ်လို့ဝင်ခဲ့မှာဆိုရင်ဒီမှာနှလုံးပေါင်းချင်း8 9 10လို့ရိုက်ထားတယ် ီနှလုံးပေါင်း၈ပါဝါကိုဒီသုံးလုံးပေါင်း၃လို့ရိုက်တယ်အဲ့သုံးကိုဒီသုံးလုံးပေါင်း၃လို့ခီးနေတာ၅နဲ့၄နဲ့နှလုံးပေါင်း၉၉ပါဝါဒီသုံးလုံးပေါင်းက၄ထားလို့၆၁ခွန်နဲ့၄မယ်၃ရဲ့ခွန်ရဲ့နှလုံးပေါင်း၃ပါဝါကိုဒီသုံးလုံးပေါင်းက၅ထားလို့ဒီသုံးလုံးပေါင်း၅ပြအောင်လဲ၆နောက်ပိတ်အဲ့တော့၁၆တို့၆ဘူးတို့ကတော့မဖြစ်မနေထဲ့ကိုထဲ့ရမှာ နော်ခွန်နှစ်ပြိတ်မှာကျွန်တော်ဒီညနေခွန်နှစ်ပြိတ်တော့ကြိုက်တယ်နှစ်ခွန်ပြိတ်ပေါ့နော်ခွန်နှစ်ပြိတ်ဆိုလို့ရ34 39 16 16ဘူးအဲ့အဲ့လိုသွားခြင်းတာနော်တော့ဘောက်လားမသိဘူးလူရင်းတူရှင်းပြတာနော်ကျွန်တော်လဲနေတော့ညစ်နေတယ်နော်86လဲထိုးကြည့်တော့ခွင့်ကြဟုတ်ကဲ့လှုပ်လှုပ်ထားပါနော်လှုပ်ထားလှုပ်ထားဓမ္မခွန်သုံးချက်ကတော့ဝင်နေတာပဲ မနက်ကလည်းခွန်သုံးချက်ကိုတိတိကျထဲတယ်ဒီကလည်းကိုးသုံးချက်နဲ့တိတိကျကျထဲတယ်သူလှုပ်ထားပုံလူသားနည်းရတစ်ချက်တော့ဝင်လိမ့်မယ်ထင်တာပဲနော်ဒီမှာ6 9 1ကိုလည်း6ကိုလည်း3လုံးပေါင်း6ထားတယ်ခွန်လည်း3လုံးပေါင်းခွန်ထားတယ်1ကိုလည်း3လုံးပေါင်း1ထားတယ်ပြီးတော့မှ तू ကဒီ6နက်ခတ်ကို6လို့ပြန်ရိုင်းမှာခွန်နက်ခတ်ကို3ညလို့ပြန်ရိုင်းမှာဒီ1နက်ခတ်ကို8လို့ပြန်ရိုင်းမှာ3ထိပ်ဒီကလည်း3လုံးပေါင်းခွန်3ချက်ဒါမှခွန်3ချက် ဒီခွန်လေးပေါ့သုံးလုံးပေါင်းခွန်သုံးလုံးပေါင်းခွန်သုံးလုံးပေါင်းခွန်မယ်ဆိုရင်တို့ကသုံးထည့်စီဒီ6 5ခွန်ဆိုတော့ကောင်ဒီ6ဒီသုံးလုံးပေါင်းနဲ့6လို့ရိုက်ဒီ9ကိုဒီသုံးလုံးပေါင်းနဲ့9လို့ရိုက်ဒီခွန်သုံးလုံးပေါင်းခွန်လို့ရမယ်ဆိုတော့သုံးထည့်ဒီခွန်ထည့်ကိုခွာပြီးတော့ခွန်ထားတယ်ဒီတစ်ထည့်ကိုခွာတစ်ထားတယ်ဒီ၄ကိုခွာ၄လို့ရိုက်ထားတယ်အဲ့တော့သုံးထည့် 34နဲ့39ကတော့ကြိုက်တယ်ဗောနော်ပို့ပြီးတော့အဲ့မှာနောက်ဘက်ကတစ်လဲရှိတယ်6လဲရှိတယ်ဆိုတော့တစ်ပူး6ပူးတစ်6အဲ့လိုလေးထည့်ထားမယ်နော်တစ်ပူး6ပူးတစ်6အဲ့လိုပုံစံမျိုးလေးထည့်ထားမယ်ရှိတော့ ီအနောက်ကတော့စီလီယံတော့ထောင်ထားတယ်မနက်ကတော့ခြောင်ငားလေးဆိုပြီးချမသွားဘူးဒီညနေ၈ခွန်ချောင်များချမလားလို့နော်အများကြီးပြကနန်းနေရစီလီယံနေရတဲထားတော့အများကြီးပဲ ကျွန်မလည်းဆင်းရဲလို့ရတာခုနကကျွန်တော်ပြတာနော်8 9 10လို့ရထတာဒီနှလုံးပေါင်း8 8ပါဝါဒီ3လုံးပေါင်း3ပြီးတဲ့ဒီနှလုံးပေါင်း8ကို3လုံးပေါင်း8တယ်ဒီ3လုံးပေါင်း3ကိုဓာတ်ပြန်ပြီးတယ်3 4 5ဆိုရင်သူက6နောက်ပြီအဲ့16ဒု16ဒု6ဘူးတို့ဒီနောက်ပိတ်ကပါဒီနောက်ပိတ်ကလည်းဓာတ်ရိုက်နေတာနော်ဒီမှာဗရိတ်မဟုတ်ဘူးလို့တော့သွားမစင်းစားနဲ့ဒီကောင်လေးလုံနေတာ ပပေါ်တင်းနေုံချနေတာသူကတော့အဲ့လိုလီအလွယ်ကူကြတော့ကိုရီးယားမကြိုက်လို့ထားခဲ့မနေ့ကလည်းဗရိတ်ချောက်ရတယ်ကိုဒီနေ့မနေ့ကလည်းအဲ့ဒါငါးတင်မပါဘူးဘာဖြစ်လို့ဒီကောင်နေကြောင့်နှလုံးပေါင်း3ကထေစီနှလုံးပေါင်း6ကထေစီနှလုံးပေါင်း6ထေစီနှလုံးပေါင်း9ထေစီအနောက်ကလည်း9ပါဝါ4 2ပါဝါခွန်း3ရပါဝါ5 4ပါဝါ9 6ပါဝါ1အဲ့လိုကြီးလုံနေပြီနှစ်ဘရိတ်နှစ်ဘရိတ်လို့ပြောတာနော်နှစ်ဘရိတ်နှစ်ခွန်ဘရိတ် နှစ်ခုပြိုင်မှာ34နဲ့39ကိုပူကြိုက်တယ်34နဲ့39ကိုပူကြိုက်တယ်အဲ့မှာဒုတိယနေရာမှာဆိုရင်တော့တစ်ချောက်တစ်ပူ6ပူပေါ့နော်တစ်ချောက်တစ်ပူ6ပူရှစ်တို့ဘာလို့ကြိုက်နေ89တို့ဘာလို့ထည့်ထုတ်ပေါ့နော်ကျွန်တော်ကတော့သိမကြိုက်လို့ကျန်တဲ့တော့ရေးမပြောက်ပြချန်နယ်လေးကခုမှစပွင့်တယ်ဆိုတော့ရေးရေးမတက်ချင် မလကီးရတော့မယ်ကျွန်တော်လည်း line မတက်တာလည်းကြားပြီးဟိုဒီမား channel လေးယူလောက်ထားတယ်အဲ့မှာလောက်လိုက်တယ်ဘန်းတော်ရမြေဒီမား channel အဲ့လိုမနေ့ကထွက်ရမှာလေ82လို့စိတ်တည်းလေ၄တယ်နော်မနေ့ကမကြေပွဲနော်ဒီမှာကျွန်တော်ပေးတာမနေ့ကထွက်ရမှာပရိတ်ကိုဆိုပြီး82နဲ့54ဆိုပြီးကြိတ်ထွက်ရတာဒီမှာလာထွက်တယ်ရွှေ့ထွက်တယ်နော်ကျွန်တော်ကလည်းရွှေ့ထွက်နေတယ် ဘာလဲတော့မသိဘူးဘာလဲတော့မသိဘူးကျွန်တော်လည်းနားတော့မလဲတော့ဒီကောင်တွေဘာလဲလုံးနေလဲမသိဘူးကျွန်တော်တက်တက်နှိတ်ကုတ်နေတာလို့ပဲနော်လုံးပစီပေါ့လုံးပါသေးမနေ့ကမှ82.50လေးရိုက်တယ်လိုင်းပေါ်မှာတက်တက်တက်ရိုက်တာ channel လဲမြတ် channel လဲဘန်းခံအော်ဒီမှာလာထွက်တယ်မနခင်ဒီမှာရိုက်တာပဲ82တရှိရိုက်တယ်ဒီမှာညနေပဲထွက်တယ်အကြီးအကျယ်ကိုလုံးနေတာအဲ့လိုဒီအဲ့လိုဒီ မနေ့ကထွက်ရင်ပွဲသိမ်းပေါ့ဗျာဒီမှာ82နဲ့54ပေါ်တင်ကိုရိုက်တာဒီမှာလာထွက်တယ်လို့နော်မနေ့ကပါဝါကြိုက်လို့64ရိုက်တယ်80ကြီးထွက်သွားတော့ကျတော့လက်စိတ်ကလေးတာတော့ဗောဗျာနော် ဘာဖြစ်လို့ဆိုဒီတလုံးတောက်ကလေးသွားဆော့မလို့နော်ဒီခွန်ခွားခွန်ဒီတစ်ကိုခွားတစ်ဒီလေးကိုခွားလေးသုံးထည့်ကြီးသွားဆော့မလို့ဒီမှာလောက်ခဲ့တဲ့သူလမ်းကြောင်းလေးရှိတယ်ဒီတစ်ကိုဒီတစ်ကိုသူကသုံးလုံးပေါင်းချင်းတစ်ဒီ6ကိုသုံးလုံးပေါင်း6ဒီခွန်သုံးလုံးပေါင်းခွန်အဲ့တော့တစ်6ခွန်ဖြီးတာပဲတလုံးတောက်ကလေးနဲ့အဲ့တော့ဒီခွန်လည်းပြန်ပြီးတော့သူကခွန်ဒီတစ်ကိုလည်းပြန်တစ်ဒီလေးကိုပြန်လေး ုံးထိတ်ကလည်းကောင်းနေတယ်။ဒီသုံးလုံးပေါင်းချင်းခွန်သုံးချက်နဲ့လည်းညှိနေတယ်။သုံးထိတ်ဒီ6ကိုဇောင်းသုံးလုံးပေါင်း6ပြီးတော့ဒီ6နှက်ခတ်နှလုံးပေါင်းကိုဒီခွန်သုံးလုံးပေါင်းခွန်ထားလို့တင်းဒီခွန်နှက်ခတ်နှလုံးပေါင်းသုံးရဒီ1ကိုလည်းဇောင်းသုံးလုံးပေါင်းတက်ထားလို့ဒီ1နှက်ခတ်နှလုံးပေါင်းရှိဆိုလည်းသုံးထိတ်ပဲ။ဒီ6ကသုံးလုံးပေါင်း6ဒီ5ကသုံးလုံးပေါင်း5ဒီခွန်သုံးလုံးပေါင်းခွန်သုံးထိတ်သုံးထိတ်ကတော့ပေါ့ခွင်ကြနော်34နဲ့39တက်6တပူ6ဘူးအဲ့ဒါပဲကြိုက်တယ် ရှိတော့ဘာလို့ကြိုက်တော့89တို့ဘာလို့ထိုးတာဗောနော်89တို့ဘာလို့ထိုးတာဒီမှာဖြည့်ရိုက်နေတယ်နော်တော်တော်လေးခံမှန်းတို့ဖြည့်နေကဏ္ဍနေရတယ်မှာ5 6 9 8တဲ့ဒီမှာဖြည့်ထားတယ်ဘာကျန်းနေလဲ9ကျန်းနေနော်ဒီမှာဒီမှာဖြည့်ရိုက်မလား6 5 6 9 8 9 8 9 3ရိုက်မလားအဲ့ဒါမင်းမွတ်တွေတွက်နေရပြီခေါ်တယ်နော်တော်တော်ဆိုးနေပြီလို့ ကနန်းထိုးရတာနည်းနည်းတက်တဲလာတဲ့ပုံစံမျိုးနော်မနေ့ကဗျာ82နဲ့50လီရိုက်ပါတယ်လို့နော်51ညနေဒီမှာဒီမှာလည်းရိုက်တာပဲဒီမှာလည်းရိုက်တာပဲဒီမှာသွားထွက်တယ်ဒီမှာရိုက်တယ်ဒီမှာလာထွက်တယ်82နဲ့တိရှိကတော်တော်ကြာပြီးရိုက်လာတာနှစ်ဘွဲရိုက်တာနှစ်ဘွဲသလုံးလွတ်ကြာပြီးမှအကုန်ထွက်တယ်နော်နောက်ဆိုရင်ပထမဆုံးပြတဲ့ကနန်းလေးမှတ်ပြီးတော့မွေးရမလို့ဖြစ်နေတယ်နော် cái à. giờ này lưu bộ bia ai giờ này chờ lấy đâu nó ai đó nick không bơi chạy được bia nó nick không bơi cái gì đó thu bây giờ thu ra giá hầu đó chỉ mua đó chỉ nó hầu đó chỉ mua đó chỉ nick không bơi cái gì đó nhà này ăn đam mưu gì chứ nó သုံးကိုဟာတဲ့ထွက်ပစ်စေလေးသူ့ပေါက်မကြည့်နိုင်ဘူးတကယ်လို့ပေါကနှန်းဆိုရင်ဝင်ပြုံမယ်အဲ့အကျိုးမှာထွက်တဲ့ဟာကြီးလည်းပြန်ထွက်နေတာအဲ့တော့ယုံလို့မရတော့ဘူးနော်အဲ့လိုတော့ရှိတယ်လို့ကျွန်တော်လည်းတော်တော်တွက်နေတာပဲတော်တော်လေးလိုရနေတယ်ပြန်နော်ဒါမှန်တိုင်းပြောပြတာရှေ့ရပေးနောက်ကထွက်ရှေ့ရပေးနောက်ကထွက်မနေ့ခင်းပေးရင်ညနေထွက်တယ်နော်ညနေခင်းပေးရင်နောက်နေ့မနေ့ထွက်တယ်အဲ့လိုကြီးခံစားနေရတယ်လို့နော်ကျွန်တော်လူတွေလည်း ခဏမှတ်မိလားလို့တော့34 39 16တပူး6ပူး89ကျက်တပါဆိုရင်တော့69လဲထဲ့ဗောခွန်ပရိမှာကြာရင်တော့89လို့84လို့ဒါထဲ့လို့ရတာပဲခဏများများထိုးနိုင်တဲ့လူဗောမထိုးနိုင်တဲ့လူကလဲ34နဲ့39ကိုတင်ထိုးပြီးအောက်က16တပူး6ပူးဒုတိယနေရာမှာထားပြီးတော့ကစားလို့ရတယ်နော် သုံးဘူးပူးနိုင်လားဆိုတော့ကျွန်တော်လည်းအတတ်တော့မသိဘူးပေါ့ဗျာနော်ပူးရင်လည်းပူးမှာပေါ့ကျွန်တော်ကကျွန်တော်ကြိုက်တာလေးပြပေးတယ်တွေ့တာလေးပေါ့နော်ဖြစ်နိုင်ခြေရှိတာလေးပြပေးတာအပိုင်းတော့ပဲတိမယ်အားတော့တော်တော်ကုန်နေစိတ်ထောင်းတော့ကိုကြီးဆိုသလိုပဲ ထောက်ပူးထဲအောင်တော့ကိုကောင်းမြတ်လား163439တပူး6ပူးထဲအောင်6ပူးတစ်ခွက်ကျန်နေသေးတယ်ကျန်တဲ့89ဘာလို့84တော့မနေ့ညနေက48ရိုက်တာနော်ထောက်ပူး49တဲ့အဲ့တော့နှစ်ပရိတ်ကဒီညနေမှလာထွက်မလားဗောဗျာမှန်တော့ပြီးတော့ ီမှာရဲထားခဲ့တဲ့၃လုံးပေါင်း၉၃လုံးပေါင်း၉၃လုံးပေါင်း၉၂လုံးပေါင်း၉၂လုံးပေါင်း၉၂လုံးပေါင်း၉ဒီ၃လုံးပေါင်း၉လို့ရတာဟုတ်ဒီက၃လုံးပေါင်း၉လို့ရဒီ၃လုံးပေါင်း၉လို့ရတာဟုတ်ဒီက၃လုံးပေါင်း၉နဲ့ရိုက်ဒီ၃လုံးပေါင်း၉၃လုံးပေါင်း၉မှဆိုလေပရိတ်နှစ်ကတော့ကောင်းနေနော်အဲ့ဒါပါဝါလှန်ဝိုင်းခွန်ပရိတ်ဒီက၆၃ချက်နဲ့ဝင်လာခဲ့မှဆိုရင်တော့၆၃ချက်၂လုံးပေါင်း၉နှစ်ခတ်၃လုံးပေါင်း၆ ဒါမှတစ်တေလည်းရှိတယ်နော်၃လုံးပေါင်းတစ်၃လုံးပေါင်းတစ်၃လုံးပေါင်းတစ်တေတစ်ပါဝါတွေကို6နဲ့ဖြီလို့ရတယ်ခွန်ပရိတ်အဲ့နှစ်ခွန်ပရိတ်အဲ့လိုကြိုက်တာအဲထွက်ပေးတယ်နော်39 39မကြိုက်ရင်တော့ short throw ပေါ့နော်ကြိုက်တဲ့လူကလည်းတင် throw ပေါ့သူ့မှာအကျုံမှာထွက်တာလားထွက်တာပဲဗျာပြန်ထွက်နေတာပဲအဲ့လိုတွေလှုပ်ရှားနေတာပဲပရိတ်နဲ့တတ်ချင်းတတ်မတတ်ချင်းနက်ခတ်တင်လိတ်ထွက်လို့ထွက် တဏ္ဍာလုံးလှိမ့်ထွက်လို့ထွက်အဲ့လိုတက်နေတာပဲသူသားတွေအဲကူကနင်းနေမြန်တော့ကူကမှာပေါ့နော်တုံရခုံကောင်းနေတဲ့ချပြာနော်တုံရခုံကောင်းချချတုံရခုံနောက်ပိတ်သိမ့်ကြိုက်တော့လို့ပဲသုံးလုံးပေါင်းကြီးကနှစ်ဒီသုံးလုံးပေါင်းနှစ်ဒီသုံးလုံးပေါင်းနှစ်ဒီသုံးလုံးပေါင်းနှစ် နှစ်၄ချက်ပေါ့ရိုက်မယ်ဆိုရင်တော့ခွန်နောက်ပိတ်ပေါ့အဲ့ဒါခြံလှန့်ထားခဲ့လာကြိုက်ချင်တော့လဲထိုးပေါ့နော်ကြည့်ဒါပဲနော်အမမန်လေးတွေမှာလိုက်ကြည့်ဗျာအမရေးထားလူကြီးရေနော်ကြည့်ကျွန်တော်ဆင်းမယ်လို့ကြည့်ဒီညနေရတော့ကံကောင်းပါသေးဗျာနော်ကခွန်နှစ်ပြိမ့်မှာ34 39အဓိကကြိုက်တယ်ပေါ့16တပူး6ပူး စင်းပြီစင်းပြီနော်အားလုံးပိုင်းပိုင်းပဲနောက်ဘက်ကစပြီးတော့ channel လေးမကြပါစေနဲ့ဆူတောင်းဗျာပြန်တက်အောင်မလိုက်မုံနော်ကျွန်တော်မှလည်းနှစ်ပတ်လောက်ရှိပြီအဲ channel ရလို့လင်းမလို့ရ